အာဆနယ်လူငယ်ကစားသမားအောင်ဘီလီဗီက ဝဲကျဲအတွင်းမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့်အုံနှုတ်တရားပြင်းထန်စွာခံစားရပြီးတည်ဆုံသွားခဲ့တယ်လို့ချီချက်စတာ CD အသင်းကအတည်ပြုခဲ့ပါတယ်။အသက်22နှစ်အရွယ်ရှိပြီးကအင်္ဂလိပ်ဘောလုံးရဲ့တတမတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့စနေနေ့ကဝင်းဂိတ်အသင်းရဲ့ပွဲစဉ်မှာဘောလုံးကိုကွင်းပြင်မထွက်အောင်ထိမ်းဖို့ကြိုးစားရင်ကွန်ကရစ်နယ်ရံနဲ့တိုက်မိခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီကသတင်းလေးမေ့မြော်သွားခဲ့တာကြောင့်စေယုံပို့ဆောင်ခဲ့ရပြီးပြန်ကောင်းလာဖို့အတွက်အင်္ဂါနေ့မှာခွဲစိတ်မှုခံယူခဲ့ပေမယ့်ကြာလာပြီးမနက်မှာတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။ဂ ချီချက်စတာစီတီအတင်ကဘီလီဗီကတည်ဆုံသွားကြောင်းအတိပြုရတဲ့အတွက်အလွန်ဝမ်းနည်းမိကြောင်းနဲ့သူဟာအသင်းရဲ့နှလုံးသားထဲမှာထာဝရရှိနေမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာပါချီချက်စတာအတင်ဟာဘီလီဗီကတည်ဆုံမှုကြောင်း စနေနေ့မှာကစားမယ်လူဝေတင်တဲ့ပွဲစဉ်ကိုရွှေ့ဆိုင်ခဲ့ပါတယ်။ဒီကအာဆနယ်အသင်းအကယ်ဒမီကို2018ခုနှစ်မှာရောက်ရှိခဲ့ပြီး2022ခုနှစ်မှာ professional စာချုပ်ချုပ်ဆိုခဲ့ကဆွဲဆောင်ရတဲ့တိုက်စစ်မှုအဖြစ်ဖော်ပြခြင်းခံခဲ့ရတာပါ။အာဆနယ်အသင်းကလည်းဒီကကွယ်လွန်သွားပြီဆိုတဲ့တုံ့လောက်၆ချားဝယ်တဲ့တင်ကြောင်အသင်းမှာရှိတဲ့လူတိုင်းကြေကွဲနေပြီး ရင်းညက်စွာအနားယူပါဗီဂါဆိုပြီးရေးသားထားတဲ့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဗီဂါအာဆင်နယ်အသင်းကြီးအတွက်တပွဲမှာပါဝင်ကစားရခြင်းမရှိခဲ့ပဲ2024ခုနှစ်နွေရာသီမှာအသင်းကနေထွက်ခွာခဲ့တာပါ။ဗီဂါဒါဘီ21အသင်းပြင်ဟက်စတင်းအသင်းတွေမှာလည်းငါးတွားရောက်ကစားခဲ့ပါတယ်။ဒီအသင်းတွေကလည်းကစားသမားဗီဂါတေဆုံးမှုပေါ်ဝန်ထဲကြောင့်သူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာကြေညာချက်ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။